မရှိမြအားလုံးပဲမင်္ဂလာပါခင်ဗျာဒီနေ့ကတော့ကျွန်တော်လုံးပိုင်အားနေနည်းကိုပြန်လည်များတော့မှဖြစ်တယ်ဗောနော်ကျွန်တော်ပြီးခဲ့တဲ့ပတ်ဒီ set chip ဂျိန်မှာဆိုရင်လုံးပိုင်က9 3 4 3 9 3အားနေတယ်ဗောနော်အဲ့ဒီမှာဆိုရင်သူက9 8ဆိုတဲ့အတွက်ကြောင့်မို့ကျွန်တော်ဒီမှာ7တလုံးပဲပါတယ်ဗောနော်ဒီ9 3 4ဆိုတာလေဒီ9ဒီလုံးဝပြတ်ပြီးမရှိဘူးဗောနော်တိုးတိုးကျွန်တော်ပြီးခဲ့တဲ့ set chip ဂျိန်ကြမှာလာပြီးတော့ပြတ်တယ်ဗောနော်ပြီးရင်ဒီ3 sorry ဒီခွန်ပေါ့နော်ဒီခွန်ဒီလည်းကျွန်တော် ပြက်ပင်လုံးဝမရှိသေးဘူးပေါ့နော်ပြက်ပင်လုံးဝမရှိဘူးဆိုပေမဲ့ကျွန်တော်ဒီပြည့်ခရီးဘက်မှာလာပြီးတော့ပြက်သွားခဲ့တာဖြစ်ပါတယ်ဆိုတော့ကျွန်တော်ဒီ organic ဖြစ်တဲ့၄၃ည၃ဒီနည်း၃မျိုးကိုကျွန်တော်ပြန်လည်မြောက်တော့မှဖြစ်တယ်ပေါ့နော်ဆက်ကိုးချိန်အတွက်အသုံးလိုတဲ့မိတ်ဆွေများအတွက်ဖြစ်ပါတယ်ပေါ့နော်ကျွန်တော်ဒီ368963ညတဲ့အပြည့်ခွေဆိုရတဲ့ပြပြထားတယ်ပေါ့နော်ဒီမှာ68ဆိုပြီးတော့ ကျွန်တော်ကြံနေတာပေါ့နော်ရှောက်ရှစ်ဆိုပြီးတော့ရှောက်ရှောက်ရှစ်ခမန်းနေဆိုပေမဲ့ကိုးခွန်ရှစ်ဖြစ်ပါတယ်ဆိုတော့ကျွန်တော်ဒီကိုးကတော့ကျွန်တော်ဆက်ပြီးကြည်အောင်ပေါ့နော်တကြိမ်တာလည်းပြည့်သေးတာဖြစ်ပါတယ်ဒါဆိုရင်ကျွန်တော်သူရဲ့နီးကိုဆက်ပြီးလေ့လာကြည်အောင်လားခင်ဗျာโอเคကျွန်တော်ဒီလုံးပိန်အာနေနီဆိုတာလေးကဒီကိုးခွန်ကိုးဟာနေပေါ့နော်ကိုးခွန်ကိုးမှာရှစ်ပြောက်တယ်ပေါ့နော်တေပေတာ၃ည၆၃ညကိုပေတာ၃ကို၅၅ကိုပေတာ၆၃ည၃ပေါ့နော်အဲ့ဒီကနေစပြီးတော့တောက်လျှောက်ဥကေနေတာဖြစ်ပါတယ် ဒီမှာပါနော်ပြက်ပြင်းလုံးဝမရှိဘူးပါနော်ရှောက်ရှောက်ကပြီးရင်ဒီဘက်မှာ9ရှောင်းနေဖြစ်ပါတယ်9ရှောင်းနေမှာဆိုရင်၃ယောက်ပေးတာပါနော်နေကိုပေးတာ၃ယောက်လေးလေးဒီမှာတောက်ရှောက်ဖြစ်ပါတယ်ပြက်ပြင်းလုံးဝမရှိသေးဘူးပါနော်ပြက်ပြင်းလုံးဝမရှိသေးဘူးခင်ဗျာပြီးရင်ကျွန်တော်ဒီမှာ၈၅နေဒီမှာ၈ရှောင်း၅ပါနော်ပြီးတော့ကျွန်တော်စာအုပ်ကမဆန်းတော့တဲ့ဒီမှာထပ်ပြထားနေပါနော်၃ယောက်ကိုပေးတာ၃၅ရှောင်းနေကိုပေးတာ၆၄၆ဒီကိုကိုပေးတဲ့အချိန်ကြမှာ ကိုခွန်ရှိဆိုပြီးတော့ဒီတစ်ကြိမ်မှလာပြီးတော့ပြက်သွားတယ်ပေါ့နော်ကျွန်တော်တင်မိလိုက်တယ်သူတို့ပြက်သွားခဲ့တဲ့အတွက်အစိမ်းမကောင်းဘူးပေါ့နော်အဲဆိုရင်ကျွန်တော်တို့ဒီကန်ရလို့ပဲပြောရမှာဖြစ်တယ်ပေါ့နော်အဲဆိုရင်16ကြိမ်အတွက်ဆက်ပြီးလေ့လာကြည့်မယ်ပေါ့နော်တစ်ကြိမ်တားလင်ပြက်သွားခဲ့တဲ့အတွက်ကြောင့်မဖြစ်ပါလေတစ်ကြိမ်တားလင်ပြက်သေးတဲ့အတွက်ကြောင့်မို့ပေါ့နော်ဒီမှာ9ဆိုတဲ့အတွက်ကြောင့်မို့ဒီမှာတစ်ကြိမ်ပြက်တာဖြစ်ပါလေအဲဆိုရင်ကျွန်တော်တို့ဒီ16ကြိမ်မှာ9ခွန်ရှိပေါ့နော် 9800အပူဆိုပြီးဖြစ်ပါတယ်။အဲဆိုရင်ကျွန်တော်9နဲ့10နဲ့ထပ်ပေါင်းမယ်ပေါ့နော်။ဒီ9နဲ့10နဲ့ထပ်ပေါင်းမယ်။ဒီ9ကိုနဲ့ဂျင်ပေါင်းပြီး10နဲ့ထပ်ပေါင်းတာဖြစ်ပါတယ်။အဲဆိုရင်ဒီ9နဲ့10ပေါင်းတာဒီ79ဖြစ်ပါတယ်ပေါ့နော်။9ကဂျင်က74 9နဲ့4ပေါင်းတာ71တိတ်ကို10နဲ့ပေါင်းတာ2ဆိုတဲ့အတွက်ကြောင့်မို့ဒီတစ်ပတ်မှာအဲ့ဒီနှီးအရာကျွန်တော်နှစ်လုံးပိုင်အားနှီးမှာဖြစ်ပါတယ်ပေါ့နော်။ โอเคဒါဆိုရင်ကျွန်တော်နေ့အရနေ့၃ပိုင်းအားနေတာဖြစ်ပါတယ်။နောက်ထပ်နေ့တွေကိုလည်းဆက်ပြီးတော့လေ့လာကြည့်မယ်ပေါ့နော်။အင်းကျွန်ဒါဆိုရင်ကျွန်တော်နေ့ကိုပေးမှာဖြစ်တယ်ပေါ့နော်။နောက်ထပ်ကျွန်တော်နေ့ကိုလည်းဆက်ပြီးလေ့လာကြည့်အောင်ပါခင်ဗျာ။โอเคဒါလေးကတော့နောက်ထပ်နေ့၄မျိုးဖြစ်ပါတယ်ပေါ့နော်။နေ့နံပါတ်၁နဲ့နေ့နံပါတ်၂နဲ့ပင်ရှိဖြစ်ပါတယ်။ပြည့်ပင်လုံးဝမရှိသေးဘူးပေါ့နော်။နံပါတ်၄၀၄၁ကနေစာပြီးပြပြထားတာဖြစ်ပါတယ်ခင်ဗျာ။ရှင်းနဲ့တင်းနဲ့ကိုပေးတာ963ဖြစ်ပါတယ်။ ၃ညနဲ့၅နဲ့ကိုပေးတာ၆၈ခွန်ဖြစ်ပါတယ်ပေါ့နော်။၄နဲ့၉နဲ့ကိုပေးတာနင်းနေခွန်၉နဲ့နင်းနေကိုပေးတာ၃၈၈ဖြစ်ပါတယ်။၆၅ကိုပေးတာ၃၃များကို၆၁ကိုပေးတာ၃၅နဲ့၆၄ကိုပေးတာ၃၉နဲ့ဖြစ်ပါတယ်။ဒီမှာတော့၅၅တူနေတယ်ပေါ့နော်။9ကိုပေးတာ2 6 6ကိုပေးတာ3 4 3ကိုပေးတာ8 9နဲ့4နဲ့2နဲ့ကိုပေးတာ8 6 5ဖြစ်ပါတယ်4ခွန်ပေးတာ3 5 6 9နဲ့9နဲ့ပေးတာ6 4 6 တင်လေးကိုပေးတာဆိုရင်ခုခွန်ရှေဆိုတဲ့အတွက်ဒီတော့ဒီနေ့နဲ့မျိုးစလုံးဦးကင်းနေဆဲပဲဖြစ်ပါတယ်နံပါတ်53ချိန်အထိခုလိုလိုဆဲလုံးဝပြက်ပြီးမရှိသေးဘူးပေါ့နော်ဒါဆိုရင်ကျွန်တော်နံပါတ်54ဒီ19ချိန်အတွက်နေ့နံပါတ်3ကိုလေ့လာကြည့်အောင်ပေါ့နော်โอเคဒါလေးကတော့ကျွန်တော်နေ့နံပါတ်1ဖြစ်ပါတယ်1ကိုပေးတာပေါ့เนาะဒီ တစ်ကိုပေတာဆိုရင်၈၅နှစ်ဖြစ်ပါတယ်၄ကိုပေတာ၈၆၅၄ကိုပေတာ၃၅၆၅ကိုပေတာ၆၄၆ဒီတစ်ကိုပေတာဆိုရင်98ဖြစ်ပါလေပေါ့နော်။ဒါကြောင့်မို့အဲ့ဒီနီးကတော့ဆက်ပြီး okay နေတာဖြစ်ပါလေ။ဒါဆိုရင်19ချိန်အတွက်ဆိုရင်တော့ကျွန်တော်တို့86ဖြစ်ပါလေခင်ဗျာ။86 98ဖြစ်ပါလေ။86 98 00အပူပေါ့နော်။ ငါးသုံးနှစ်နှစ်ရှစ်တုံညာ၆တုံညာငါးဆိုပြီးဖြစ်ပါတယ်ခင်ဗျာအဲဆိုရင်ကျွန်တော်ဒီခုနှစ်မှာနှစ်ကြိမ်ပေါ့မယ်ပေါ့နော်ထိတ်စီးကိုမှာတစ်ကြိမ်လေးမှာတစ်ကြိမ်ပြီးရင်နှစ်မှာနှစ်ကြိမ်အလယ်မှာသုံးကြိမ်ဖြစ်ပါတယ်ပြီးရင်ငါးမှာနှစ်ကြိမ်အပေါင်း၅ဆိုပြီးဖြစ်ပါတယ်ခင်ဗျာโอเคဒါဆိုရင်ကျွန်တော်ခုနှစ်ကြိမ်၁၄ရတယ်ပေါ့နော်၄နဲ့၉ပေါင်းရှင်းက73ဖြစ်ပါတယ်ခင်ဗျာ ဒီမှာလေ့ရတဲ့ကြိမ်ဖြစ်ပါတယ်။နှစ်နှစ်ကြိမ်ပေါင်းတာကလေး၄ပေါ့နော်။၈3 20နဲ့၄9နှစ်ကြိမ်30 15ဖြစ်ပါတယ်။ဒီနောက်က9နဲ့ထပ်ပေါက်မယ်ပေါ့နော်။အဲဆိုရင်ကျွန်တော်တို့ဒီလေ3ကြိမ်ဒီ7နှစ်ဖြစ်ပါတယ်။3နဲ့2နဲ့ပေါင်း3နဲ့9နဲ့ပေါင်းတာ8ဆိုတော့2နဲ့8နဲ့ထပ်ပေါက်တော့ပေါင်းရှင်း30ဆိုတဲ့အတွက်ကြောင့်မို့ဒီတစ်ဘက်မှာ3ညလုံးပိန်အားနည်းမှာဖြစ်ပါတယ်ခင်ဗျာ။ အဆင်ကျွန်တော်နီးအရာဒွန်နီးနံပါတ်1ကတိတိလုံးပိုင်အားနေမှာဖြစ်ပါတယ်ဗောနော်အော် sorry တုံညာလုံးပိုင်ဗောနော်နီးနံပါတ်1တိတုံညာလုံးပိုင်အားနေတာဖြစ်ပါတယ်ဒါကြောင့်မကျွန်တော်ခွန်ရှစ်တုံညာဆိုတာလေးကတော့ချင်းချင်းရမှာဖြစ်ပါတယ်ဗောနော်ဒီမှာတုံညာလုံးပိုင်အားနေနေတဲ့အတွက်ဖြစ်ပါတယ်နောက်ထပ်နီးနံပါတ်2ကိုဆက်ကြည့်အောင်ပါခင်ဗျာဝေဒါလေးကတော့ကျွန်တော်နီးနံပါတ်2ဖြစ်ပါတယ်ခင်ဗျာ တိတိကိုပေတာဆိုရင်ရှင်းငါနေပေါ့နော်နှစ်ကိုပေတာရှစ်ဆောင်ငါခုနှစ်ကိုပေတာသုံးငါလျှောက်ဒီခုနှစ်ကိုပေတာလည်းလျှောက်လေးလျှောက်ဒီကလေးတစ်ပတ်မှာကျွန်တော်ဒီလေးသလုံးကိုပေတာဖြစ်ပါတယ်ခင်ဗျာလေးကိုပေတာ9ခွန်8ဆိုတဲ့အတွက်အဲ့မှာလည်း OK တယ်ပေါ့နော်ဒါဆိုရင်19ချိန်မှာကြတော့8ခွန်6 9 8ခွန်9ပေါ့နော်ခွန်ခွန်8 4 3 5 3 2 2839635ဆိုပြီးဖြစ်ပါတယ်ခင်ဗျာโอเคဒါဆိုရင်ဒီခုနှစ်မှာတစ်ကြိမ်ဒီထိတ်ရှင်းဒီလျှောက်မှာတစ်ကြိမ်အလဲထိတ်မှာတစ်ကြိမ်ဒီလေးမှာတစ်ကြိမ်ငားနဲ့နှင်းနဲ့မှာတစ်ကြိမ်စီအလဲမှာ3ကြိမ်6မှာတစ်ကြိမ်အပေါင်းခွန်းဒါဆိုရင်ခွန်းကြိမ်14ပေါ့နော်လျှောက်နှကြိမ်က12ဆိုတော့အလေးနဲ့နှင်းပေါင်းရှင်းဒီ6ဖြစ်ပါတယ်ခင်ဗျာ ဒီလေးရတစ်ချိန်ပေါ့နော်လေးရတစ်ချိန်9နဲ့2ပေါင်းတာကခွန်73လီတီ90နဲ့4 6နဲ့ခွန်ပေါင်းရှင်းက73ဆိုပြီးရေးလိုက်မှာပေါ့နော်ဒါဆိုရင်ကျွန်တော်ဒီ6ရယ်4ရယ်ပေါင်းတာ30ဖြစ်ပါတယ်ခွန်နဲ့3နဲ့ပေါင်းတာ30လေးတစ်လုံးပယ်မှာဖြစ်ပါတယ်ခင်ဗျာအဲဆိုရင်ကျွန်တော်ဒီတစ်ပတ်မှာလေးဒီနဲ့ဆက်ပြီးအားနေနေမှာဖြစ်ပါတယ်ပေါ့နော်ဒီနေ့အရာဖြစ်ပါတယ်ခင်ဗျာ โอเคဒါဆိုရင်ကျွန်တော်တို့နီးနံပါတ်1ကကြတော့၄ဖြစ်ပါတယ်တုံညာရဲ့၄ရဲ့ဖြစ်ပါတယ်ခင်ဗျာဒါဆိုရင်ခုနကနီးစုပြီးဖြစ်ပါတယ်ဗောနော်နီးနံပါတ်1ကကျွန်တော်တို့နီးအားနေတာဖြစ်ပါတယ်နီးရဲ့တုံညာရဲ့၄ရဲ့ဖြစ်ပါတယ်ခင်ဗျာနီးတုံညာ၄နောက်ထပ်နီးတစ်မျိုးကိုလည်းဆက်ပြီးနေတာကြည့်မယ်ဗောနော်โอเคဒီဟာလေးကတော့ကျွန်တော်လုံးပိန်အာနေဖြစ်ပါတယ်ဗောနော်၄ကိုနင်းနေပေါင်းချင်းနှစ်ထိတ်ကို၄နဲ့ပေါင်းချင်း၆ 6ကိုပေးတာ909009ပေါ့နော်9နဲ့၄ပေါင်းတာ7တိကိုပေးတာ9339တဖန်ဒီ9339ဆိုတဲ့အတွက်9ထိပ်ကို၄နဲ့ပေါင်းတာ7တိတိကိုပေးတာ300ပေါ့နော်โอเคဒီမှာ9ကိုပေးတာ6ကို၄2ကိုပေးတာ963ကိုပေးတာ68ခွန်39ကိုပေးတာ2296ကိုပေးတာ388ဖြစ်ပါတယ်ပေါ့နော်ဒီမှာတောက်လျှောက် OK နေ7ဖြစ်ပါတယ်ပြည့်ခဲ့တဲ့ဘက်မှာလျှောက်ထိပ်စီကို၄နဲ့ပေါင်းတာ3ည3ည3ညကိုပေးတာ ိုခွန်ရှိဆိုပြီးဖြစ်ပါတယ်။အဲကြောင့်မို့အဲ့ဒီနီးကတော့ okay နေဆဲပဲဖြစ်ပါတယ်ပေါ့နော်။အဲဆိုရင်ကျွန်တော်ဒီတစ်ပတ်မှာကိုခွန်ချစ်ဆိုတဲ့အတွက်ကြောင့်မို့ကိုလေးနဲ့ပေါင်းတော့ပေါင်းရှင်း73ရမယ်ပေါ့နော်။ကိုလေးနဲ့ပေါင်းတော့73အဲဆိုရင်ကျွန်တော်နီးအရာ3လုံးပိန်ပေးရမှာဖြစ်ပါတယ်။အဲဆိုရင်နီး3ညာ4 3 Okay နောက်ထပ်နီးတစ်မျိုးကိုလည်းကျွန်တော်ထပ်ပြီးတော့လေ့လာကြည့်မယ်ပေါ့နော်။ ောက်ထပ်နှစ်တမျိုးကပင်ရှင်ဖြစ်ပါတယ်။ဘုကေတာလေးကတော့ကျွန်တော်လုံးပင်အားနည်းနောက်ထပ်တမျိုးဖြစ်ပါတယ်ဗောနော်။ဒီ9တကူအနေစားတာဖြစ်တယ်ဗောနော်နံပါတ်20 23 24 9တကူမှာ၃ယောက်ပေးတာဖြစ်ပါတယ်၄တတိတပြည်မှာ2ကိုပေးတာဗောနော်9ကိုပေးတာ၄တခွန်း3ကိုပေးတာ6 9နဲ့6ကိုပေးတာ8ခွန်း3ဆိုပြီးတော့ဒီဖက်တက်မှာဆိုရင်တောက်လျှောက် OK တယ်ဗောနော်ဒီဖက်တက်မှာဆိုရင်ကျွန်တော်ပြပြင်လုံးဝမရှိသေးဘူးဗောနော်တော်တော်ဒူဒီ ကျွန်တော်တို့ဒီနံပါတ်69နှစ်နှစ်ကိုပေးတာနှစ်တုံများကိုတက်တဲဆိုတဲ့အတွက်နှစ်တက်တဲဆိုတဲ့အတွက်ဒီမှာလည်းချိန်ပြတ်တယ်ပြီးတော့နံပါတ်69ပြီးတော့နံပါတ်ကျွန်တော်တို့ဒီ80နဲ့ချစ်တုံများကို ပေးတာ3တုံများကိုဒီနှစ်တုံများကိုတပင်နဲ့3တုံများကိုတပင်မှာစုစုပေါင်းနှစ်ချိန်ပြတ်သွားခဲ့တယ်ပေါ့နော်စုစုပေါင်းနှစ်ချိန်ပြတ်တာဖြစ်ပါတယ်ဆိုတော့ကျွန်တော်တို့ဒီမှာ3 5နေရာနေစားပြီးတော့ဒါ60ပြည့်ကိုခေလာတယ်ပေါ့နော်ပြီးခရစ်တစ်ပတ်မှာ3ကိုပေးတာဖြစ်ပါတယ် သုံးကိုပေးတာဆိုရင်98ဖြစ်ပါတယ်ဗောနော်အားကြောင့်မို့ okay နေတာဖြစ်ပါတယ်နံပါတ်70နဲ့7ချိန်ထိဆက်ပြီးတော့ data ကြည့်မယ်ဗောနော် okay ကျွန်တော်ဒီနေ့ဖြစ်ပါတယ်ဗောနော်8ကိုပေးတာ646 3ကိုပေးတာ98ဆိုပြီးဖြစ်ပါတယ်ဗောနော်ဆိုတော့ကျွန်တော်ဒီမှာထပ်ကြည့်မယ်ဗောနော်86 98ဖြစ်ပါတယ်ရှေခွန်ရှောက်ကိုခွန်ရှေခွန်ခွန်ပါနော် ခွန်ခွန်ရှစ်လေးသုံးငါသုံးနည်းရှစ်လေးသုံးငါသုံးနည်းနှစ်ရှစ်သုံးညာရှောက်သုံးညာငါနှစ်ရှစ်သုံးညာရှောက်သုံးညာငါဆိုပြီးဖြစ်ပါတယ်ခင်ဗျာအဲဆိုရင်ဒီသုံးညာမှာတစ်ချိန်ပေါင်းနေတဲ့အတွက်ဒီရှစ်မှာတစ်ချိန်ပေါင်းမှာပေါ့နော်ဒီငါးအုပ်နဲ့ချိန်ပေါင်းနေတဲ့ခုနှစ်မှာနဲ့ချိန်ပေါင်းပါတယ်ခုနှစ်မှာနဲ့ချိန်ပေါင်းနေတဲ့ရှစ်မှာနဲ့ချိန်သုံးညာမှာတစ်ချိန်ဆိုရဲဒီသုံးမှာပေါ့နော်ပြန်နောက်ဆုံးက6မှာတစ်ချိန်ဒီသုံးညာကို ၃နဲ့မြောက်ပြီးတော့နေနဲ့ထပ်ပေါင်းအောင်ဖြစ်ပါတယ်ခင်ဗျာ။ခဲဒါဆိုရင်ကျွန်တော်တို့ဒီ၈ကတစ်ချိန်ဖြစ်ပါတယ်။9နဲ့ချိန်ပေါင်းတာ14ပေါ့နော်။၈နဲ့ချိန်16ရှောက်ကို၃နဲ့ပေါင်းတာ9ပြီးတော့ဒီမှာရှောက်ကတစ်ချိန်၃၃ညတိ၃ညကိုနေနဲ့ထပ်ပေါင်းအောင်ဖြစ်ပါတယ်ခင်ဗျာ။အဆွင်ဒီ၄နဲ့6ပေါင်းရှင်းက30ရတယ်ပေါ့နော်။၈နဲ့2ပေါင်းရှင်းက30ဒီမှာ9တလုံးပေးရမှာဖြစ်ပါတယ်ခင်ဗျာ။ညရပါတော့တင်ရှာညရကျွန်တော် ကိုလုံးပင်အာနိတရာဆိုတာလေပြန်ပြပြရှင်းဖြစ်ပါတယ်ခင်ဗျာအဲဆိုရင်ဒီတစ်ပတ်မှာတုံးပြီးတော့ကိုလုံးပင်အာနိတာဖြစ်ပါတယ်ပေါ့နော်အဲဆိုရင်စုစုပေါင်းနိဟာမျိုးဖြစ်သွားမယ်ပေါ့နော်โอเคနိတုံညာ၄၃ကိုကိုပင်မှာဖြစ်ပါတယ်ပေါ့နော်โอเคဒါဆိုရင်ကျွန်တော်နိရနိတုံညာ၄၃ကိုပင်ရမှာဖြစ်ပါတယ်နောက်ထပ်တစ်မျိုးကိုဆက်ပြီးလေ့လာကြည့်အောင်ပေါ့နော် နောက်ဆက်တမျိုးကဒီဟာ၄ဖြစ်ပါတယ်ဗောနော်ခွန်နဲ့3ပေါင်း20ငါးနဲ့5ပေါင်း20၃ည7ဗောနော်အဲ့မှာ600တက်လုံးကိုပဲယူတာဖြစ်ပါတယ်၃ညကိုပေးတာခွန်ခွန်9ဖြစ်ပါတယ်၅ကိုပေးတာခွန်၃ည၃ည၃ညကိုပေးတာ3ခွန်ခွန်2ကိုပေးတာ6ခွန်လေးကိုကိုပေးတာ963 3ညကိုပေးတာ68ခွန်ဆိုပြီးတောက်ချက်ဗောနော်ဒီမှာတော့ပြည့်သွားခဲ့တယ်ဒီတစ်ခုပြည့်တဲ့အတွက်ကျွန်တော်ဒီ600ပဲယူတာဖြစ်တယ်ဗောနော် Okay that's right ကျွန်တော်တို့ဒီအောက်မှာတောက်ချက်ဆိုပေမဲ့ကျွန်တော်ပြည့်ခဲ့တဲ့တစ်ပတ် ီခွန်ကိုပေးတဲ့အချိန်မှာဆိုရင်ကိုခွန်ရှေ့ဆိုတဲ့အတွက်ကြောင့်မို့ပြီးခရီးတစ်ပတ်မှာနီးနှမျိုးပြည့်တယ်ပေါ့နော်ဒီနီးဖြစ်ပါတယ်ဒီတစ်မျိုးပြည့်သွားခေတာဖြစ်ပါတယ်ဒါလေးတော့ okay တယ်ဆိုပေမဲ့ဒီတစ်ချိန်ပြည့်တယ်ပေါ့နော်โอเคဒါဆိုရင်ကျွန်တော်တို့ဒီခေတ်ဘက်မှာခွန်လုံးပင်အားနေတယ်ကိုလုံးပင်အားနေတယ်ဆိုတာလေးကတော့ခွန်ကိုလုံးပင်အနေနဲ့ကိုခွန်ရှေ့ဆိုပြီးဖြစ်သွားတယ်ပေါ့နော်ဒီတစ်ပတ်မှာကျတော့ဆက်ပြီးတော့ okay မယ်ဆိုရင်8969ခွန်ရှေ့ဖြစ်ပါတယ် 6969800ဖြူပြီးဖြစ်ပါတယ်။အဲဆိုရင်ကျွန်တော်ဒီ6နဲ့9နဲ့ပေါင်းမယ်ပေါ့နော်။ခွန်မှာတစ်ကြိမ်အပေါင်း5ဆိုတော့6ပေါင်း15ငါနဲ့ပေါင်းရင်20ဒီမှာခွန်။အဲဆိုရင်ကျွန်တော်တင်ချာနည်းအရ9လုံးပိုင်းပေးရမှာဖြစ်ပါတယ်။အဲဆိုရင်ကျွန်တော်နည်းကတော့6မျိုးပေါ့နော်။ပြီးခရစ်ပါလို့လည်း6မျိုးဖြစ်ပါတယ်။လုံးပိုင်းအနည်းနည်း6မျိုးပါဆိုရင်1 2 3 4 5ခွန်ဆိုပြီးဖြစ်ပါတယ်ပေါ့နော်။ ဒါချင်းချင်းရမှာဖြစ်ပါတယ်ခင်ဗျာဒါအကုန်လုံးကိုတင်ရှာနေရလဲလာလို့ရအောင်ပြန်လည်မြောက်ပြီးရှင်းဖြစ်ပါတယ်ပေါ့နော်အဲဆိုရင်ကျွန်တော်ကြံနေတာကတော့ကျွန်တော်တစ်ကြံမယ်ပေါ့နော်တုံညာတိနေတုံလေးငါချောင်းခုံချစ်ကိုဆိုတော့ကျွန်တော်ဒီတင်ငါရှောက်ရှစ်အပြီးခွေကြံနေပေါ့နော် တင်ငါလျှောက်ရှဲဒီကနန်းလေးလုံးပဲဂျန်တာဖြစ်ပါတယ်ခင်ဗျာအဆင်ကျွန်တော်ဒီမှာအာခွေလိုက်ရင်တင်ငါချောက်ချင်မယ်ပေါ့နော်တင်ငါချောက်တင်ငါရှိတင်ငါချောက်တင်ငါရှိငါချောက်ရှိဆိုပြီးတော့ကျွန်တော်ဒီ၃ခွဲအားရမှာဖြစ်ပါတယ်ပေါ့နော်အဲဆိုရင်တော့အပူအနေနဲ့6 6 8တို့ထည့်ရမှာဖြစ်ပါတယ်ပေါ့နော်။မွေကနန်းဖြစ်တဲ့6 6 8ကိုလည်းထည့်တင်တယ်ပေါ့နော်။ โอเคဒါတော့အတင်ချာနည်းအရာပေါ့နော်ဆက်ပြီးတော့ okay နိုင်တယ်လို့ပြန်လဲပြတ်သက်တယ်ပေါ့နော်ဒါကြောင့်မို့ကျွန်တော်ချင်းချင်းရမှာဖြစ်ပါတယ်ပြည့်ခရီးတစ်ပတ်မှာတော့နီးကာကျွန်တော်ပြည့်ပြတ်တယ်ပေါ့နော်ပြည့်ခရီးတစ်ပတ်မှာလည်းပြတ်သွားခဲ့တာဖြစ်ပါတယ်ဆိုတော့ဒီတစ်ပတ်မှာဆက်ပြီးတော့ okay လာခဲ့မယ်ဆိုရင်ပေါ့နော်တင်ငါ6ချိထိတ်ကကြာမှာဖြစ်ပါတယ်ဒါဆိုရင်ဒီမှာ6လုံးပိန်ရှိတယ်ပေါ့နော်6လုံးပိန်အပါဆိုရင်တင်ငါ6နဲ့96ရှင်းနဲ့66ရှင်းနဲ့ဖြစ်ပါတယ် okay ကျွန်တော်ရဲ့ဗီဒီယိုကိုလည်းအဆုံးထိကြည့်ရှုအားပေးခဲ့ကြတဲ့ကျွန်တော်ရဲ့မိတ်ဆွေများကိုလည်းကျေးဇူးတင်ပါတယ်ခင်ဗျာ။